ဖုန်းလောကလည်းတော်တော်လေးချမ်းခံတဲ့ဖုန်းသစ်တလုံးထက်ရောက်လာတယ်။ဒါကလို့မိတ်ဆွေကဖုန်းလွတ်ကျလို့ကွဲမှကြောက်တဲ့လူဒါမှမဟုတ်အားမြင်မြန်ကုန်မှကြောက်တယ်ဆိုရင်ဒီဖုန်းလေးကအဖြစ်တစ်ခုဖြစ်နိုင်ပါတယ်။ဒါကတော့ Honor X9C ပါ။ကျွန်တော်ဒီဖုန်းလေးကို showcase လုပ်ရင်းနဲ့သူ့ feature တွေပြောပြပေးသွားမယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ဖုန်းကြော်သူပါ။ကျွန်တော်မပြောခင်ဒီဖုန်းကအရင်က Honor X9B ရဲ့နောက်ထပ်ဖုန်း အခုချိန်လောက်ဆိုရင်တော့တော်တော်များများသိနေလောက်ပြီသူခေသူခါတော့မှန်အခုံးထဲမှာတော်တော်လေးအကျန်းခံတယ်ဆိုပြီး hype ခဲ့တယ်ဗောနော်ထုံးစံတိုင်းအခုဒီ H9C ကတော့ပိုအကျန်းခံလာတဲ့အပြင်မှာအရင် H9B တော့အကျန်းခံတာလွယ်လို့ရှိရင်ပေးဆက်ထားရတဲ့အားနည်းချက်လိုမျိုးဖြစ်နေတဲ့နေရာတွေမှာပါပိုကောင်းလာတယ်ဥပမာ maximum peak brightness 3000လောက်ပိုလင်းလာတာမျိုး အာသွင်းစပီနှစ်ဆပုံမြင်လာတာနောက် PWM Damon Hess နှစ်ဆပုံမြင်လာတာနောက် battery capacity ပိုကြီးလာတာစသဖြင့်ပေါ့ပြီးတော့တခြင်းနားထောင်ရကြိုက်တဲ့တွေအတွက် stereo speaker setup နဲ့ပါဖြစ်သွားရင်အရင်လို mono မဟုတ်တော့ကျွန်တော်တခုရဲရဲပြောနိုင်တယ်တကယ်လို့မိတ်ဆွေအား X9B တုန်းကသူ specification အနေထားကိုအကျန်းခံတာလွဲလို့ရှင်တိတ်အားမရခဲ့တဲ့လူတယောက်ဆိုရင်ဒီ X9C ကိုပို့ပြီးတော့စိတ်ဝင်စားလာနိုင်တယ်ကျွန်တော်တို့နေဆာဒူဝါနေစဉ်သုံးတဲ့ daily use တွေအတွက်ပါဒီကောင်လေးက overall improvement ဖြစ်လာတယ်ပထမဆုံး design ဘက်ကိုကြည့်ရရင်တော့ဒီလိုမျိုးလေး လက်ထဲမှာ gain ရတဲ့ hand feeling ကတော်တော်လေးကို solid ဖြစ်တယ်ပါပါလဲလဲနဲ့ big quality ကောင်းတယ်ဆိုရက် premium ဖြစ်တဲ့ဘက်ကိုသွားတယ် design color ကတော့ဘယ်လိုသဘောရလဲပေါ့နော်ကြိုက်လားမကြိုက်ဘူးလားအဲ owner ဘက်ကပြောထားတာတော့သူ့ရဲ့ဒီ camera ring တွေက Rolex နိုင်ရဲ့ flatted bezel ကို inspire ယူပြီးလုပ်ထားတယ်ပေါ့နော်ကျွန်တော် unity အနက်ရောင်လေးကတော့ရွှေရောင် နာသက်လေးနဲ့အယောင်းတော့၃00ရောင်ရမယ်ဒီလိုမျိုးတိုက်တင်နေရအမဲအောင်ခရမ်းအောင်နဲ့ Jake Cyan ကြောက်စိန်ဒီဇိုင်းလေးပေါ့နော်4ရဲ့နေထား6ရောင်တော့ခုံထားပြီးရတော့လက်ထက်မှာတော်တော်ကင်လို့ကောင်းတယ်လက်မနာဘူးအဲ့လိုပဲတိတ်မထူတိတ်မလေးဘူးအရှိဘက်ဘေးပေါင်ဘယ်ဆယ်လေးကလည်းအချမ်းခံအောင်လုပ်ထားတဲ့ဖုံးမှန်ဆိုပေမဲ့ဗျာဘယ်ဆယ်လေးတွေပါတယ် screen to body ratio မြင့်တယ်ပေါ့နော်ပေချာပြောနိုင်တာတော့အရင် X9 ဖီရောလို့နည်းနည်းထူပေါ့ပေါ့အဲ့လိုဘာဂီဖြစ်တဲ့ဘက်မသွားဘဲနဲ့ solid premium ပို့ဖြစ်လာတယ်။တကူပဲပြောစရာဆိုလို့ကျွန်တော် Unity Titanium Black ကအနောက်မှာ less sear fingerprint နည်းနည်းတော့ထင်လွယ်တယ်။ဒါက pre-production unit လို့လာတော့မပြောတတ်ဘူးပေါ့နော်။တော်ရုံလူအများစုအံ့ဩဝါးစီမှာသူ့ phone ရဲ့ battery capacity ပေါ့နော်။ဒီလိုမျိုးတိတ်မထူတိတ်မလေးပဲနဲ့6600 milliamp power တော့ပအောင်ထည့်ပေးထားတယ်။ဒါကအခုနောက်ပိုင်း Chinese phone တွေရဲ့ silicon carbon battery နည်းပညာအသစ်ကိုသုံးလာနိုင်တာကြောင့်လည်းပါတယ်။ honor လည်းဒီ h9c မှာသူတို့ရဲ့ဒီလိုမျိုး mid range မှာတော့မှ silicon carbon battery သုံးလာတယ်။ ဲ့ဒါကြောင့်မို့လဲဒီလိုမျိုးတိတ်မထူတိတ်မလေးပဲနဲ့အဲ့လို6600ကြီးတွေ stone amount တွေထည့်လာတာပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီ online h9 series တွေလိုမျိုးအရန်အကျန်းခံပါရဆိုရဖုန်းတွေ okay ပြစ်ချမကွဲဘူးတမီတာကွဲနှမ်းမီတာဟုတ်တယ်မကွဲဘူးဒါပေမဲ့အဲ့လိုမျိုးအကျန်းခံတဲ့ဆိုယုံနဲ့မပီးဘူးဗျာဒီအထက်က component တွေ motherboard တွေ camera lens module တွေစသဖြင့်ပေါ့ဖုန်းကြီးကမကွဲပင်မဲ့အထက်ကဟာတွေအဆန်ချောင်းကုန်တာလိုမျိုးသိရမလား damage impact ကဖြစ်နိုင်သေးတယ်အဲ့အတွက် honor ဒီ h9c မှာအထက်က မာသားပုံနဲ့အဲ့ဒီ component တွေကိုတိတ်ချာ cushion လုပ်ပေးထားတယ်လို့ပြောတယ်။အဲ့လိုမျိုး impact damage ဖြစ်နိုင်တဲ့ component တွေအတွက်ဒီ phone ရဲ့အပေါ်ဘက်အတွင်းဘက်မှာ shock absorbing material ကိုထည့်ပေးထားတယ်ပေါ့နော်။အရင် H9P တော့အထက်ကိုအဆ60ပိုကြီးလာတယ်လို့ပြောတယ်။အဲ့တော့အရင် H9P တော့အထက်ကို60ရာခိုင်နှုန်းကျော်လောက်သူက drop resistant ပေါ့နော်။ဒီ phone မကွဲမပြုတ်တဲ့အပြင်မှာအထက်က component တွေရဲ့ safety ဘက်ကပိုကောင်းလာတယ်လို့ပြောတယ်။ technical spec အရပြောရရင်တော့ဒီ X9C ကအမြင့်2မီတာပြုတ်ကျတဲ့ဒဏ်လောက်ကိုခံနိုင်ရှိလာရပေါ့အရင်ကျွန်တော်စမ်းပြဘူးတဲ့ X9B တော့1မီတာခွဲပဲဗျပြီးတော့360 degree ဖုန်းကိုဘလို angle နဲ့ပဲကြာကြာပို့ပြီးတော့ခံနိုင်ရှိလာအောင်လုပ်ထားပေးတယ်ပေါ့ drop test အတွက်ကတော့ honor ဒီဖုန်းကိုမတူညီတဲ့မျက်နှာမြင်10ခုလောက်မှာတေချာစမ်းပြီးတော့ qualify ထုတ်ထားတယ်လို့ပြောတယ် ကျွန်တော်ဗီဒီယိုကြီးရဲ့လို့ဆိုတော့သိမှာပါအရင် X9P တော့လည်းကျွန်တော် drop test တွေစမ်းပြခဲ့ပေါ့နော်ဒီဗီဒီယိုမှာတော့ကျွန်တော်မလုပ်တော့ဘူးပြီးတော့ဖုန်းရဲ့အရှိတ်မှန်ရောဒီအနောက်ဘက်ကင်မရာရင်းကမှန်ရောကို stainless steel ထပ်တောင်ပိုမှန်တဲ့အဲ့လောက် resistant ရှိတဲ့ glass သုံးထားပြီးရလို့ပြောတယ်ကျွန်တော်ရဲ့စသဖြင့် all ချတာပေါ့နော် wow amazing ပေါ့အဲ့ဒီသုံးထားပြီးတဲ့ fan နံပါတ် super double tumbler glass ပါတဲ့ owner ပြောထားတယ်စိတ်ဝင်စားဆိုရှင်ရှာကြည့်လို့ရပါတယ်ဖုန်းနောက်ဘက်ကာဗာကိုလည်းအကျန်းခံတဲ့ material နဲ့လုပ်ထားပြီးရလို့ပြောတယ် ဘေးပေါင်တွေကတော့ plastic frame ပဲလို့ထင်တယ်ဗောနော်ဒါပေမဲ့ plastic frame နဲ့တော်တော်မတူလောက်အောင် solid ဖြစ်တယ်ဆိုရယ်ခံစားချက်နဲ့ golden လေးမဆိုးဘူး on our default triple resistant vanya နဲ့အကျန်းခံတာနဲ့ပတ်သက်ပြီးတော်တော်လေးကြွယ်လိမ့်မယ်။သူတို့ပြောထားတဲ့အထက်မှာဘလူးရောင်ပါလဲဆိုရင်ဒီဖုန်းကအိမ်သုံးဓာမိဖို့ကြောင့်သုံးဓာထက်တောင်မှပိုပြီးမာကျော်မှုရှိရတယ်။ Okay ဒီလိုမျိုးအရန်အကျန်းခံအောင်လုပ်ထားပြီးရဖုန်းမှန်တဲ့ budget ဖုန်းဖြစ်နေတာရောဆိုတော့သူ့ရဲ့ display panel quality ကတဲ့မလား။ရော့ဝါရာမျိုးရဲ့အဲ့လိုအားနေဝါရာမျိုးရှိလားဆိုတော့လည်းမဟုတ်ပြန်ဘူး။ အရင် X9B တုန်းကလည်းကျွန်တော်အဲ့အချက်ကိုနည်းနည်းလေးဟောထင်ထားတာတက်ဆိုင်တော့ပို့ပြီးတော့ကောင်းတယ်ဆိုတော့စမ်းသားချက်ရခဲ့တယ်အခုဒီ X9C ကတော့ next level တစ်ခုပေါ့နော်သူ့ပန်နယ်က 1.5K resolution 10 bits color ပါတဲ့အပြုံမှာ DCI-P3 လိုမျိုးအရောင်မှန်တဲ့ဘက်ကိုပါပါလာပြီပြီးတော့ peak brightness အမြင့်ဆုံးလင်းအားလည်း4000နင်းထိတောင်ရလာတယ်ကျွန်တော် in real life မှာတော့1000ကျော်လောက်ထိလင်းမယ်အဲ့ဒါဘလို့ပဲနေရာအောက်မှာတုံတုံကောင်းကောင်းမြင်ရတယ်ဆိုတော့ အဆင်မြင့်တယ်ဆိုတဲ့ spec တစ်ခုကိုရောက်လာပြီပြောမှဆိုရင်သူ display panel quality က ATPO မပါတာတော့ဘာလို့လောက်ကလွဲလို့ရှိရင် nearly flash level တစ်ခုလောက်ထိကိုဖြစ်လာပြီနောက်တစ်ခုမှခန့်တာသူ့မှာ PWM dimming hex ကို3800ကျော်ထိအောင်ပါလာပြီဒါအမှောင်ထဲမှာလည်းဖုန်းအကြည့်များတဲ့ကျွန်တော်တို့လူငယ် user တွေအတွက်တော်တော်လေးအသုံးဝင်တဲ့ feature ပဲဗျအဲ့လိုမျိုး PWM dimming hex မြင့်မြင့်ပါတဲ့ဖုန်းမိတ်ဆွေတလားလောက်သုံးကြည့်ပြီးမပါတဲ့တခြားဖုန်းပြန်ပြောင်းသုံးရင်မျက်စိတော်တော်လေးကိုတတ်တာတဲ့အပိုင်း feeling กว่าတော့ခံစားမိနေပဲ on our flagship phone တွေမှာဆိုရင်4000ကျော် has t တောင်မှထည့်ပေးလာပြီဘာပြောဒီမျိုးတို့ရဲ့ mid range budget ပို့ဖြစ်တဲ့ phone မှာတော့3800လောက်ကြီးထည့်လာဆိုကျွန်တော်တော့ appreciate ဖြစ်တယ်အဲအဲ့လိုပြောလို့ဆိုပြီးပေါ်ပပယ်လည်းမထင်နဲ့တော့အခုချိန်ကြီးအဲ့ PWM Damien has အမြင့်ပါတယ်ဆိုတဲ့ specification က majority flagship phone အများစုတချို့ phone တွေမှာတော့မပါသေးတဲ့ဟာကျွန်တော်ဆိုအဲ့ကောင် personally တော်တော်ကြိုက်တော့ ဖုန်းတွေရဲ့လို့ laptop screen တွေတော်တော်များများမှာပါလာစေခြင်းတဲ့အထိကိုကျွန်တော်ကြိုက်တယ်ဗျာပြီးတော့ honor ထုံးစံတိုင်း hardware level low blue light phone screen ကနေပြီး blue light ထွက်တာကိုပိုတက်တအောင်လုပ်ထားပေးတာနောက် ebook mode နဲ့အဲ့လိုမျိုးပေါ့နော်ကျွန်တော်မျက်စိတက်တအောင်လုပ်ထားပေးတဲ့ဟာလေးတွေဒီဖုန်းမှာတော်တော်လေးကိုထိရောက်မှုရှိတာတွေ့ရတယ် honor တော့အဲ့လိုမျိုး eye care ဘိုင်းနဲ့ပတ်သက်ရင်တကယ် appreciate ဖြစ်ပါတယ်ဒီလိုမျိုး mid range တို့ budget phone တွေမှာတိတ်ပြီးတော့ gimbal site ပေးထားတဲ့လွန်ခဲ့3-4နှစ်လောက်ကတည်းက တခြား brand တွေထက်ဆိုင်ဗျာ honor ကိုကျွန်တော်အဲ့ဒီဘိုင်းမှာ peak ဖြစ်နေတာကိုသတိထားမိခဲ့တယ်ပြီးတော့ဒီ H9C အရောက်မှာ water resistant ရေဆိုးခံနိုင်စွမ်းရေစိမ်းခံနိုင်စွမ်းလည်းပိုတက်လာတယ်အရင် H9B ကဟုတ်တယ်ဖုန်းကမကွဲဘူးမာကျုံးမှုရှိတယ်ဆိုပေမဲ့ IP54 ပဲရှိတယ်။အခုဒီ H9B မှာ IP65M ဖြစ်သွားပြီ။ technical စကားနဲ့ပြောရင် phone direction ဘယ်ကနေပြီးတော့ရေဘန်းနဲ့ထိုးထိုးခံနိုင်ရင်ရှိလာတယ်ပေါ့နော်။အဲ့ဒီ IP65M စီက M ကဘာကိုပြောရလဲဆိုရင် phone ရဲ့ movable pad စီဥပမာခလုတ်လိုမျိုးဒီလိုလှုပ်တဲ့ pad စီကရေနဲ့ expose လုပ်နေရင်လည်းအဲ့လိုနှိပ်နေပဲဆိုရင်တော့အထဲကိုစိတ်မဝင်ဘူးဆိုတော့အဲ့လို protection level ပေါ့ပြောချင်တာရိုးရိုး IP65 တတ်တတ်ထက်ဆိုင်ပို့ပြီးတော့ ဒီစိတ်ဝင်နိုင်စွမ်းအောင်အဲ့လိုမျိုးလှုပ်နေတဲ့အပိုင်းတွေကပါခံနိုင်ရရှိရဆိုတာကိုပြောချင်တာ anyway ip68 လိုမျိုးရေအောက်1မီတာခွဲ2မီတာမှာနိုင်ဝက်လောက်ဖုန်းကိုပစ်ထားလိုက်လဲခံနိုင်ရရှိပါတယ်ဆိုတော့အဲ့လိုမျိုး flash level တော့မဟုတ်သေးဘူးဒါပေမဲ့ရေထဲကိုမတော်တဆပြုတ်ကျသွားတာလိုမျိုးအဲ့လို accidental case တွေအတွက်တော့ဒီဖုန်းကခံနိုင်ရဖို့ရှိလာပြီပြီးတော့အရင် x9b တော့မပါခဲ့တဲ့ extreme weather resistant မှာသူ့မှာပါလာတယ် -30 degree celsius လိုမျိုးတအားကိုခဲလုံးတဲ့ temperature ကနေပြီးတော့55 degree celsius လိုမျိုးတအားပူကျစ်တဲ့ တက်မလားအေးလုံးပူလုံးအဲ့လိုအနေထား range အကြီးတစ်ခုတည်းကိုဒီဖုန်းကခံနိုင်ရင်ရှိလာတယ်ဆိုတော့အဲ့ဒါအရင် A9B တုန်းကတော့မပါခဲ့ဘူး။အော်နောက်တော့ဒီဖုန်းက triple resistant ဘာညာနဲ့ကျွဲလိမ့်မယ်။လွတ်ကြတာအပွန်းဆင်းဖြစ်တာနဲ့နောက်ရေစိမ့်ဝင်တာကိုခံနိုင်တယ်ပေါ့။အရင် A9B လိုပဲအကျန်းခံနိုင်စွမ်းအတွက် SGS5 star certification လည်းရထားတယ်။ ပြီးတော့လက်ရည်စုံနေလဲဖုန်းစကရင်ပုတ်သုံးလို့ရမယ်ပေါ့နော်အဲ့လိုမျိုးအကျန်းခံနိုင်စွမ်းအပြင်မှာဒီဖုန်းမှာနောက်ထပ်သိတာကသူ့ရဲ့ battery life ပါ6600 mAh capacity ပါလာတယ်။အဲ့ဒါကိုဖုန်းကကျွန်တော်ခုနကပြောခဲ့သလိုတိတ်မထူတိတ်မလေးဘူး။တော်ရုံ normal user တယောက်2ရက်လောက်အေးအေးဆေးဆေးသုံးပြီးမှတစ်ခါအားပြန်သွင်းရတဲ့အမောက်။အားပြန်သွင်းလို့ရှိရင်လည်းသူ့မှာ66 watt ဖြစ်သွားပြီ။ပုံမှန်ဆိုရင်6000ကျော်ကြီးပါပြီးတော့အသိရမလား30 watt 40 watt လောက်ဖြည့်ရမယ်အနေထား mirage phone မှာဒီက66 watt ထည့်ပေးလာဆိုတော့ အားလဲခံတယ်အားသွင်းလဲမြန်တယ်ပေါ့နော်မျက်စိတွေနည်းနည်းမြင်တောင်ပြောရရင်အား7မိနစ်ပဲသွင်းလိုက်ရင်တော့ YouTube 9နိုင်မကစတိုက်ကြည့်လို့ရတယ်အဲ့လောက်ထိကိုသူအားသွင်းစပီကလည်း6600ကြီးတောင်ပါတယ်ဆိုပေမဲ့မြန်တယ်ကျွန်တော်ဒီဖုန်းကိုဂိမ်းတွေသွင်းတယ်ဂိမ်းတွေဆော့ကြည့်ရယ်နောက်ကျွန်တော်ရဲ့ထွန်စလိုက်နည်းနည်းသုံးတာများတယ်ဗျာအဲ့လိုမျိုးခက်ကြမ်းကြမ်းသုံးတာအောင်ဒီဖုန်းကမနေ့ကနေညဒီအားတော်တော်ကြီးကိုခံတာတွေ့ရတယ်အဲ့တော့မိတ်ဆွေတို့ normal user တယောက်လိုမျိုးနည်းနည်းလေး normal amount သုံးမယ်နောက် power saving မှုတွေပါဖွင့်သုံးမယ်ဆိုရင်ဒီဖုန်းက2ရက် ဒါမှမဟုတ်အဲ့နှစ်ရက်ကျော်လောက်ကြာပြီးတော့မှတစ်ခါအာသွင်းရမယ်အဲ့လိုအနေထားတစ်ခုမှရှိရဲ။အဲ့လိုမျိုးဘက်ထရီအများကြီးပါလို့ဆိုပြီးဖုန်းကလေးနေရမျိုးလည်းမဟုတ်တဲ့အတွက်လူကြီးသူမတွေလိုမျိုးသိရမလား။အဲ့အဲ့လိုမျိုးတွေအတွက်လည်းဒီဖုန်းကတင့်တော်တယ်။ဒါဒီလိုမျိုးဆီလီကွန်ကာဗွန်6600ဘက်ထရီအပြင်မှာသုံးထားပြီးတဲ့ SOC နဲ့လည်းဆိုင်လိုက်မယ်။ Snapdragon ကို6ချန်1သုံးထားပြီးတဲ့4နာနိုမီတာဘရညာနဲ့အဲ့လိုဒီ power hungry မဖြစ်တဲ့ Mirage SOC ဗျာ။ဆိုတော့ ခုနဘက်ထရီရဲ့အဲ့ကောင်ကိုပေါင်းလိုက်တော့ပြောမနေနဲ့ဗောနော်ဆိုတော့ဒီ X9C ကတော့မိတ်ဆွေအားမခံပါဘူးလုံးဝစိတ်ပူစရာမလိုတဲ့ဖုန်းမခန့်တာ R2% နှစ်ရာခိုင်နှုန်းပဲကျန်တော့မယ်ဆိုတော့မှဖုန်း overall 9ဝက်လောက်သုံးလို့ရအောင်တို့အဲ့လိုလှုပ်ထားပြီးတယ်ဒါပြည့်ဒီဖုန်းကကောင်းတာတွေကြီးပဲလားကျွန်တော်အပြစ်ချာချံပြောရမယ်ဆိုတော့အဲ့ SOC ကိုအရင် X9B နဲ့အတူတူပြန်သုံးထားတာနောက် overall camera sensor တွေအများစုလည်းအဲ့လိုပဲပြန်ဆက်သုံးထားတာ ဲ့လောက်ပဲပြောစရာရှိတယ်တကယ်လည်းဒီဖုန်းကအဲ့လိုမျိုးပေါ့နော်ထိုင်ဘလင်းရလောက်အောင်သူ့မှာအဲ့လို compromise အရန်ဖြစ်သွားတယ်ဆိုတဲ့နေရာတွေက X9B တုံးကနေရှင်မယ်ဆိုရင်တော့တော်တော်နည်းသွားတယ်မိတ်ဆွေ normal user တယောက်အတွက်ဒီဖုန်းက all rounder ဖုန်းတစ်လုံးဆိုတဲ့ဘက်ကိုပိုရောက်လာတယ်ဗျာဥပမာသူ့ရဲ့ main camera 108 megapixel အရင် X9B နဲ့တူတူပဲလို့ထင်ရပေမဲ့ OIS ပါလာတယ်အဲ့တော့အရင် focus မပြတ်မဖြစ်သွားအောင်လက်ကိုတအားငြိမ်ငြိမ်ထားပြီးရိုက်ရတဲ့ main range phone တွေအဲ့လို budget phone တွေအားနေချက်ဒီကောက်မှာပိုနှဲသွားတယ်မရှိတော့ဘူးပေါ့နော်ဓာတ်ပုံရိုက်တဲ့အခါ focus ပြတ်အောင်မဟာတရားလက်ညင်ညင်ထားပြီးတော့အရန် queue site ရိုက်ရတဲ့အဲ့လိုကိကထဒီဖုန်းကမရှိတော့ဘူး night mode အတွက်လည်းဒါ focus ပြတ်ပြီးတော့ပိုကြီးလာစေတယ် overall ပုံထွက်အနေထားတွေကတော့တခွန်းလေးပြောရရင် mirror phone ပြီးပြီးအလင်းကောင်းကောင်းရမယ်ဆိုရင်တော့ပူပူကောင်းတယ်ပေါ့နော်အလင်းအောင်အားနေမယ်ဆိုရင်တော့ထုံးစံတိုင်းပေါ့ဓာတ်ပုံမိုက်အတွက် owner လုတ်တော်တဲ့အကွက်လေးကတော့မိုက်တယ် ဒီ mirror phone ပြီးပြီပေါ့နော် overall performance နဲ့ camera sensor quality တွေကဒီတေးအလောက်ထိကောင်းသူမလုတ်ပေးနိုင်တဲ့အခါမှာအဲ contrast ကိုသူတို့ overall နည်းနည်းတင်ပေးထားတယ်နည်းနည်းကူးဖြစ်တဲ့ color နဲ့ပေါင်းလိုက်တော့ social media ပေါ်တန်းတင်အောင်တော့နည်းနည်းမျက်စိပသာရဖြစ်တဲ့ပုံထွက်တော့ရတယ်ပြောချင်တာကဗျာကျွန်တော်ထင်ထားတဲ့သူ့ရဲ့ပုံထွက်လေးကြီးကတော့ပိုကောင်းတယ် အရင် H9B တော့အဲ့ဒီဘိုင်းဒီမှာကျွန်တော်ဒီလောက်အားမရခဲ့ဘူးပြီးတော့အရင် H9B တော့အဖြစ်ထည့်ထားပြီးတဲ့2 megapixel macro sensor လိုမျိုးအဲ့လိုလီလီလာလာဆန်စာကြီးမပါတော့ဘူးဗျာသူ့ရဲ့108 megapixel main camera နေပဲ crop ပြီးတော့ macro တွေရောအဲ့လို zoom shot တွေရောတခါတည်းအကုန်လုပ်လိုက်တာပြီးတော့ Snapdragon 6 Gen 1သုံးလိုက်တာကလည်းဒီလိုမျိုး mid range tier phone တွေမှာ MediaTek SoC တွေရှောက်သုံးတာတက်ဆိုင်ယူတဲ့ Color Science ပို့လှတယ်။နောက်တစ်ခုထပ်ပြောနိုင်တာကတော့ခုလိုမျိုးဖုန်းစင်ဆာရော SoC ရောအတူတူပြန်သုံးထားတာ overall tuning optimize ပို့ဖြစ်သွားစီရယ်ဗျာ။အဲအားကြောင့်မလို့လဲပါလိမ့်မယ်။တင်ညာကတော့ဒီ overall ပုံထွက် quality ကအရင် X9B ထက်ဆာလို့ရှိရင်ပို့ပြီးတော့ refresh ဖြစ်လာတယ်မျက်စိပသာတာပိုဖြစ်လာတယ်ဗီဒီယိုနေတော့အမြင့်ဆုံး 4K 30fps အထိရှိုက်လို့ရမယ်ကျွန်တော်နမူနာလေးပြပေးလိုက်ပါတယ်ဒါကတော့ Honor X9C ရဲ့ 1080p 60fps ပါဒါကတော့လူအများစုရိုက်ဖြစ်မဲ့ resolution ဖြစ်ပါတယ် ဆုံးပြီးဆွဲကြည့်မယ်ဒါတော့ Honor X9C ရဲ့ 4K 30fps ဗီဒီယိုဖြစ်ပါတယ်ရိုက်နေတဲ့ 2X ဆွဲမယ်အများဆုံး8စထိရပါတယ်ဘာပဲဖြစ် blame မယ်ဆိုရင်တော့ processor စစ်ချံဝင်နေမကုန်သေးလို့ဖြစ်နိုင်တဲ့ဖိုင်ညာပေါ့နော်အဲ့လိုပဲပြောရလိမ့်မယ်အကောင်းမကတ်ကြည့်ရင်တော့ optimization ပိုကောင်းသွားတယ်ပေါ့ patch ဆိုလို့ရှင်လဲ smooth extreme ဆော့လို့ရတယ်တကယ်လို့ကွာ ultra hdr နဲ့လုပ်မယ်ဆိုရင်တော့ frame rate ultra ပေါ့နော်ကျွန်တော် unit က pre production unit ဖြစ်တဲ့အတွက် benchmark တွေ twin ပြီးတော့ဆန်းလို့မရခဲ့ဘူးဒါပေမဲ့ခုနကကျွန်တော်ပြခဲ့တဲ့ gain setting တွေအရာဆိုရင်တော့မိတ်ဆွေနည်းနည်းမြင်သာသွားမယ်ထင်တယ် storage နဲ့ ram တွေကတော့သူ့မှာ12256ပါတယ်တကယ်လို့မိတ်ဆွေက ram ကို virtual server ထပ်ပြီးတော့ပြင်သုံးခြင်းနဲ့ဆိုရင်တော့နောက်ထပ် try kit turbo run ထပ်သုံးလို့ရပါဘောနော်အဲ့တော့ total ဘာလို့လဲ 24k ပေါ့အတန်ထွက်ပိုင်းအတွက်လဲသူ့ရဲ့ stereo speaker နှစ်ခုအနေပြီးတော့300%အစ300အထိပိုချဲ့နားထောင်လို့ရမယ်ကျွန်တော်သူ့ရဲ့အတန်ထွက်နမူနာကိုဖွင့်ပြပေးလိုက်မယ်မိတ်ဆွေအပြင်ရနိုင်ကြားချင်တဲ့ဆိုရင်နှစ်ချက် headphone တစ်ခုနဲ့နားထောင်ကြည့်ပါ official ဝင်တဲ့သူ့ဈေးတန်းဝန်းကျင်တခြားဘယ် main range ဖုန်းနဲ့ပဲသွားရှင်ရှင်သူ့ရဲ့အတန်ထွက် quality ကမိတ်ဆွေစိတ်ပြတ်စီမှာမဟုတ်ဘူးကျွန်တော်တို့ဆိုရင်ထင်ထားတဲ့တောင်နည်းနည်းပိုကောင်းနေသေးတယ်ဖုန်းက out of the box android 14 magic os 8နဲ့လာတယ်အခုချိန်လောက်ဆိုရင်တော့ online magic os ကိုတော်တော်များများသိနေလောက်ပြီ iphone နဲ့ ios နဲ့တော်တော်လေးကိုဆင်နေအဲ့ဒါကိုကြိုက်တဲ့လူတွေကတော့ပိုကြိုက်ပါဘောနော်အဓိကတော့ apple ရဲ့ dynamic island လိုမျိုးသူ့ရဲ့ magic capsule ပေါ့ဖုန်းရဲ့ notification တက်တာတွေ now system indication လေးတွေ interact လုပ်လို့ရမယ် ပြီးတော့ phone lock screen မှာ customization နေနဲ့နှာတာပတ်တာသုံးခြင်းတဲ့တွေတဲ့ magic lock screen တို့နောက် magic portal လိုမျိုးကျွန်တော်တို့အတွက်အသုံးဝင်တဲ့ feature တွေသူ့မှာပါတယ်ဒီ phone ကဝယ်ပြီးရက်180အတွင်းမှာမိတ်ဆွေကိုကြောက်ပဲဖြစ်ဖြစ်ပေါ့နော်မှန်ကွဲသွားလို့ရှိရင်တစ်ခါ free လဲပေးမယ်လို့ပြောတယ်အဲ့ရက်180အောင်မှာနောက်ထပ်ရက်30ပေါင်းထားပြီးရဆိုတော့9လပေါ့9လအတွင်းမှာမိတ်ဆွေ user 4ကြောက်ပဲဖြစ်ဖြစ်ဖုန်းမှန်ကွဲသွားပါတယ်ဆိုလို့ရှိရင်သူတို့ free လဲပေးမှာပေါ့နော်တခါရမယ်ပြီးတော့ပိုကောင်းတာတခုကဒီဖုန်းကိုမိတ်ဆွေသဘောကျတယ်ဆိုရင် pre order အတွင်းမှာဝယ် အဲ့ဆိုရှင် pre order gift က၄သိန်းကျော်ကိုလောက်တော့ရရမှာလက်ဆောင်တွေက honor choice watch 2i နဲ့ honor choice earbuds x7 lite အာပြောရတာစိုးလိုက်တာအဲ့နှစ်ချက်နဲ့ smart watch နဲ့ရမယ်ဗျာ total value ၄သိန်းကျော်ဆိုတော့ဒီဖုန်းစေးဆက်၄သိန်းဝန်းကျင်မှာအဲ၄သိန်းလောက်တက်တာဝါမယ်ပေါ့နော်တခါတည်း ecosystem ထဲဝင်အောင်မယ်နှစ်ချက်နဲ့ watch နဲ့ဖုန်းနဲ့ဆိုတော့ဟုတ်တယ် ်ဝယ်မဲ့လူတွေကတော့ pre order အတွင်းမှာမှီအောင်ဝယ်ကြဗျာကျွန်တော်အဲ့ဒါပဲတိုက်တွန်းနေတယ်ဆိုတော့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောရလဲမိတ်ဆွေတို့ကိုယ့်ရဲ့အမြင်တွေအောက်မှာလွတ်လွတ်လပ်လပ်ဝင်မှန်းခင်လို့ရပါတယ်ကျွန်တော်ကတော့အကြမ်းခံအားခံအောင်ကြိုက်တဲ့လူတွေအတွက်ပို့ပြီးတော့လဲ all rounder ဘက်ကိုရောက်လာတဲ့ဖုန်းလေးဆိုပြီးတော့ပဲချင်းကျူးချင်တယ်ဗောနော်ဒါမျိုးတွေကကျွန်တော်တို့ဈေးကွက်တွေမှာသူ့ဈေးတန်းဝန်းကျင် official ဖုန်းတွေလည်းတိတ်ပြီးတော့ညင်ရဖို့မလွယ်တဲ့ ဖုန်းမျိုးကြီးဗျာဥပမာရန်ကြမ်းခံတယ်ဆိုပြီးနာမည်ကြီးခဲ့တဲ့ Redmi Note 14 Pro Plus လို့ဖုန်းတော်မှာ Global Version ကဒီဖုန်းနဲ့အများကြီးပိုစေးကြည့်ရယ်ဆိုတော့ဈေးလဲတက်တက်သာသုံးချင်တဲ့လူတွေအတွက်ပို့ပြီးတော့ Sweet Spot တစ်ခုဖြစ်လာတယ်ဗောနောဆိုတော့အခု X9B သုံးနေတဲ့လူတွေရောရှိလားကိုယ့်ရဲ့ User Experience အတွေ့အကြုံတွေကိုလည်းမန့်ခဲ့လို့ရပါတယ်ကျွန်တော်နာမည်ကတော့ဖုန်းကျော်သူပါဗီဒီယိုအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်